ြင်အများချက်ဖို့ဆိုလို့ရှိရင်ပထမဆုံးတက်သွန်ကြီးကိုပြင်ဆုံးဖြစ်သက်ပါမယ်နော်နည်းမောင်းလေးနည်းထည့်ပါမယ်တပလင်းလေးနည်းထည့်ပါမယ်နော်ဒါကတော့မြုပ်ကြီးရဲ့တက်တုံဖြူရဲ့အဲမြုပ်ကောင်းရဲ့ထောင်းတာပေါ့နော် ဒီဒီလိုရှိရင်ဒီမှာဝတ်သားဖြစ်မယ်နော်ဝတ်သားတော့ဒီမှာအတုံးကြီးဆုံးလာပြီပါတယ်ရေလုံးငါပြီးရှိလို့ဒီငါပြီးလေးနဲ့ထည့်လို့ရတာတော့ဒီနေ့အိမ်မှာငါပြီးကုန်နေတဲ့အတွက်ငါပြီးမထားတဲ့ကျွန်တော်ရေခဲ့ပါမယ်နော်မဆူလာပြီဆိုတဲ့ event ထဲကျွန်တော်တို့ပါထည့်မယ်ဆိုလို့ရှိရင်အာစားထည့်ပါမယ်သားပုံလေးနဲ့ထည့်ပါနော်ပြီးငန်းပြာလေးထည့်ပါမယ်ဒါလေးတော့မှကျွန်တော်ဆက်ပြီးတော့မှဖြစ်ပါမယ်နော် ်အဲဝတ်တမ်းမှုကိုဆိုရင်ဒါတော့ဒုတိယရေထည့်ပြီးလာတဲ့အခြေပေါ့နော်ဒါတော့မျိုးစားပြုပြီးဆိုလို့ချင်းကျွန်တော်တို့ဘာထည့်မလဲဆိုလို့ချင်းအဲမေယံပြခဲ့ပါမယ်နော်တက်တုန်ဤဥပ္ပတော့ဒီကိထည့်ပြီးမှာနော် โอเคဒီမှာဆိုရှင်ပသားလေးလည်းနူးအင်ပြီအာနောက်တက်တုံအလုံးလေးတွေလည်းအင်ပြီဆိုတော့ခါကြတော့အာကျွန်တော်တို့ဒါကိုအစင်းလေးဖြည့်ပြီးပေါ့နော်တကယ်လို့များအာဒီလိုမျိုးအရင်မကြင်ကြင်မှုဆိုရင်တော့ဒီရက်နည်းနည်းအချိန်ပြည့်ချက်ကိုရှင်စီပြန်ဟင်းနဲ့ချက်လို့ရတယ်ကျွန်တော်ကဒီလိုမျိုးအရင်ဆက်ဆက်လေးနဲ့ချက်မှတ်ဖြစ်တဲ့အကြောင်းဒီအမိသားဆိုရှင်ရပါမယ်နော် ြော်ဖို့တော့မကြီးချင်ဆိုတာကဒီလိုမျိုးမကြီးရွယ်နှုတ်ကိုမှစားရည်စိတ်ပြီးတော့ပလင်းထဲမှာတင်ထားပါတော့မကြီးလက်ဖက်ပုံစံမျိုးပေါ့အဲ့တော့ဒီဟာကိုချက်မယ်ဆိုလို့ရှိရင်ဆက်ဆောက်ဦးပလင်းထဲနဲ့ဖောက်ပြီးတော့မှဒီလိုမျိုးရည်စစ်ထားရမယ်စစ်လို့ရှိရင်ကျွန်တော်တာကိုရည်ကိုညှစ်ထားရမယ်ပေါ့နော်ဒါကကျွန်တော်ရည်ညှစ်ပြီးသားလေကဲမကြီးချင်ကြော်ဖို့ဆိုလို့ရှိရင်ကျွန်တော်ခုမှအဦးဆုံးအာဒီတက်တော့အနီအဖြူကိုစီတက်ပါမယ်နော် တော်တော်နွမ်းပြီးတော့ဖွင့်ထားလို့ရှိရင်ကျွန်တော်တို့ဒီမှာအယောင်နှမုံလေးထည့်ပါเนาะပြီးကျွန်တော်ပစုံကြောက်လေးထောင်းထားလေးထည့်ပါမယ်ဝိလာရီဆိုတဲ့ဘယ်ထဲဒီမှာမကြီးကျင်လေးထည့်ပြီးကြော်ပါမယ်နော်မကြီးကျင်လေးအရန်လူရဲ့ပြတော့အာမကြီးလက်ဖက်ပုံစံမျိုးဆိုတော့လေနော် ရတာဖြစ်ဆိုရှင်စာရီးထဲပါမယ်ဒီရတာမုံလေးတဲ့ဖြစ်ဆိုနော်ဟုတ်ကဲ့ကျွန်တော်ငံပြာရီးလေးလေးနဲ့ဖြစ်နော်ဒီလိုဆက်ဆက်ဘုံမူလေးဖြစ်ဖို့ဒီရှင်ဒီမှာကျွန်တော်ယူကြီးစိမ့်လေးကိုထဲပါမယ်နော်အဲ့လိုရှိရင်ကျွန်တော်တို့လူကြီးရင်ကြော်လေးရပါပြီ ူရဲ့ခင်းကြိုးအာချက်ဖို့ဆိုလို့ရှိရင်အဲကျွန်တော်တို့ခင်းကြိုးအင်တရပါမယ်ဒီမှာကျွန်တော်တို့အဲတက်တုံထဲပါမယ်ပြီးရင်ကျွန်တော်တို့တက်တုံအဖြူထဲမယ်ခရမ်းညင်လေးတက်ထဲပါမယ်ဒီစုံကြောက်အမုံလေးတက်ထဲပါမယ်နော်ကြောက်ဒီဟိုင်းကိုမှကျွန်တော်တို့ကအအချူကြီးကျသွားတဲ့အထိအရင်ဆုံးတဲပါမယ်ပြီးမှကျွန်တော်တို့ကပူရက်ကိုခတ်မှာပေါ့နော်ခင်းကြီးတွေကိုကျွန်တော်တို့စားထည့်ပါမယ်ရသာပုံလေးနဲ့ထည့်မယ်အံပြာလေးလေးထည့်ပါမယ်နော် ဒါလေးကိုမှဆက်တည်ထားမယ်စားကနေကြလို့ရှိရင်ကျွန်တော်တို့ဒီထဲကိုမှဂူရက်လေးခတ်မှာပေါ့နော်ခီးကြလာပြီဆိုတော့ကျွန်တော်တို့ဂူရက်ခတ်ပါမယ်နော်ဒါလေးကိုကျွန်တော်တို့ခတ်တည်ထားပြီလို့ရှိရင်ကျွန်တော်တို့ဂူရက်ဟင်းညိုလေးလည်းရပါပြီနော် ချက်ထားတဲ့ခုနကဒါဘူရက်အင်းအင်းဂျိုပူကလေးပေါ့နော်ဘူရက်ခင်ဂျိုကကျွန်တော်တို့အဲ့လိုမျိုးစားကဏ္ဍမှာဘူရက်လေးခတ်လိုက်လို့မယ်အဲအရန်ကောမှတော့ငွေးလာတယ်ပေါ့နော်တောက်ဒါလို့ရှိရင်တော့ကျွန်တော်တို့အာဝယ်မြန်များနှင်းပါဒါကတော့ကျွန်တော်တို့ဒီချိန်ကောမှအာကြော်ထားတာဒါလေးကမြူပြီးကြော်ဒါလေးကိုကျွန်တော်စပြီးစားပါမယ်နော်ဒါတော့ကျွန်တော်တို့ဘူရက်ခင်ဂျိုလေးပေါ့နော်ကျွန်တော်ဒီထဲကိုအင်းကန်တော့လေးခတ်လိုက်ပါမယ်ဒီကနာကတော့ မကြီးချင်ကြော်ဒါကမြုပ်ကြီးကြော်အကြောင်းမကြီးချင်ကြော်ရင်မြုပ်ကြီးကြော်လေးနဲ့ဘူးရခင်ရဆိုလို့ရှိရင်ဒီရိုင်းကုန်လိုက်တယ်ခင်ဗျာဒါဒီကတော့အတိုင်းမပါပဲနဲ့ကျွန်တော်တို့ကစားလို့ရတယ်ပေါ့နော်ဒါဆိုရင်မှဣနာနော်ဒီထဲကတက်တုံလေးကိုလည်းအရန်ကြိုက်တယ်ပြီးတော့နှစ်ပေါ့နှစ်ကမြန်မြန်နဲ့ချက်ထားတော့ကသူကချက်ချင်းဆက်လေးပဲအကြောင်းဒီနှစ်ကလေးနဲ့ငယ်ပြုရှင် ဘူးဒီဒီဘူးရဲ့အညိုလေးတော့အရန်ကုန်မှာထမင်းမိန်တဲ့ဟင်းပေါ့နော်ဒါလေးကပြောဒီနေ့ချက်တဲ့နေရာဆိုလို့ရှိရင်မအရန်ကုန်မှာလိုက်ဖက်တယ်ဒါဆိုတော့အချက်နီးလေးကိုလည်းကျွန်တော်ခုနကပြတ်ထားပြီးဖြစ်တဲ့ကြောင့်အိမ်မှာစမ်းပြီးတော့မှအဲချက်စားကြည့်စီချင်ပါတော့ကျေးဇူးများကြပါတယ်